မေတ္တာမင်းအပိုင်းနဲ့အဖြစ်စေယောဂါကုစေယံတို့ရောက်လာတဲ့အခါတတိမင်းမျောလေရောက်လာသည်ကားပေါ်မှာဒေါ်ကြီးနဲ့ထဲမှာမိုက်ခနဲ့မိမျောသွားသည်စိုးတဲ့နဲ့အတူထိုင်နေသောပေပေကိုကျင်းမူလာသည်ပေပေဒီတဖေးဖေးကြီးလာတဲ့ထင်နေသည်သူ့ကောင်းကြီးကားကောင်းမိုးကို ဖောက်တော့မှာပဲပြီးတော့ကားဒီတံပေါင်းလိုလိုဇေယျလိုလိုအဆောင်အဖြစ်ပြောင်းသွားမလားပေပေကအဲ့လိုအဖြစ်နေရောလည်းမမြင်ချင်းမမြင်ရကြောက်လဲကြောက်သည်တွေးရတော့ချက်ပြေးချင်းသည်ကိုဦးစီမရောက်သေးဘူးလား ကားမြင်မြင်မောင်းဆန်းမှာမောင်းဆန်းမှာကားကိုအမြန်မြန်မောင်းရသည်အဖြူရီမေးပြီးတောက်နေဒေါ်ကြီးကခိုင်းလို့ရေမိုးစားပြီးစဉ်ဒီပေဒီဒေါ်ကြီးကိုချိန်မောင်းပြီးစိုးတဲ့ကိုမမဲကကားကိုယ်တိုင်ဝင်မောင်းသည်15မိနစ်နဲ့စီးရုံကိုရောက်၏အဖြူစီးရုံကိုရောက်ရောက်ချင်းတင်းကျပ်သောဝင်များကိုလဲလှယ်ပြီးခိုင်းသူနေချအခန်းပြတ်သောဒေါက်တာလာဦးရုံကနေတက်လျက်သူနာပြုဆရာများနားရအခန်း၌နေရာချရ၏အဖြူပါချီဝမ်းကဖြစ်သည့်စီးရုံအုပ်ကြီးနဲ့ဆက်ချင်းရောက်လာသည် ပြီးတော့အဖြစ်ဖြစ်ဥပ္ပဏ္ဏင်းစကားငင်းပွားမြဲပင် အငင်းပွားကြသည်မင်းကမ္မလေးကိုနစ်ဆက်ပြန်ပြီလားဟုဆင်းအောင်ကြီးကမေးလေ၏ဥပ္ပဏ္ဏလေးကဒေါသကိုအနိုင်နိုင်တားဆီးထားသည့်အတန်ဖြင့်ကျွန်တော်တမီးကိုကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာအကိုကြီးလည်းမသိအဖြူကိုယ်တိုင်လည်းမသိကျွန်တော်သာသိသူ့အမေတီကောင်းတိလို့တိလို့သာစိတ်ကြလဲစားထားခဲ့ပြီးတော့တာပေါ့ဒါရင်ပြောရင်စိတ်မချမ်းသာစရာပြန်ဖော်နေရတယ်အကိုကြီးအဖြူကိုယ်စားကျမ်းမအောင်ကုပေးပါဒါပဲကျွန်တော်တောင်းပန်ပါတယ် ငါကူသားပဲကွာဒီမှာကုလို့ကောင်းသွားရင်မင်းစင်မာယောဂပြန်ဖြည့်ရင်ဒီပြန်လာရင်လည်းဘယ်နှခါရှိပြီလဲအဖေမငယ်တော့ဘူးနော်30နီးပါးရှိတော့မယ်သူ့ကောင်းကျိုးမင်းလူလာရင်သူ့ဘက်ကလည်းစဉ်းစားပေါ့ကျွန်တော်တို့အဖေကိုတွားကြည့်ကြရင်မကောင်းလားအကောင်းဆုံးပါပဲသူတို့အဖေကိုကမ်းတူရောက်လာရင်အဖေသတင်းရနေပြီးဒေါက်တာလာဦးကိုဟန်ဂလူးကို့စ်နဲ့ဗီဒီယိုရောရထိုးပေးနေသည်အဖေနှာခမ်းများဖြတ်တော့စေသပင်ဆန်ရွယ်များရှေ့ပြန်နေတော့နှာခေါင်းမှာကက်နေလို့မောနေသေးသည် ခေါင်းခိုက်သေးသည်သို့ပေမဲ့ဒေါက်တာလာအုပ်ကိုမမေ့ကကြုံပြသည်သို့သောအဖျော်ရင်နန်းနဲ့သေးဟန်ရှိသောမြတ်တောင်ဆင်းနေသေးသောမျက်လုံးများသည်အခန်းဝါကဥပုံလေးဝင်လာသည်ကိုမြင်မြင်ဝိုင်းလွယ်သွားပြီးမှတဖန်ဇုံမိတ်ခဲ့ပြန်သည်ဒေါက်တာလာအုပ်ကကုန်ခဲ့ပြီဖြစ်သောဆေးထိုးတန်အပ်ကိုဆက်ကနေနှုတ်လိုက်ပြီးဆရာလူနာခဏနာရင်ခေါင်းမထင်နဲ့ကျွန်တော်လည်းပြောစရာရှိရဲ့မနက်ခင်းကကျွန်တော်စဉ်းစားနေရဲ့အရှင်ကလေးကလည်းစဉ်းစားခဲ့ရဆိုပါတော့ကျွန်တော်ဇပွဲမှာဥပုံလေးတစ်စိတ်ထမ်းပေးပါလားဟုတ် မတော်မကျဲပြောလိုက်လေ။မျက်စိမိတ်ထားသေးတော့အဖေနှက်ခမ်းမှာကိုအုံးညင်ညင်တန်ထွက်လာလေ။ကိုအုံးဘဲမှမတော်ပါနဲ့ချိန်မှနေပါအောင်အဖေကြောက်လို့ပါ။မတော်ပါဘူးအဖေရဲ့မတော်ပါဘူးဟုဒေါက်တာလာဥက္ကပြောလေ။သူ့ကိုလေးကနာချင်းပြန်ပြီးတခွဲမျက်နှာရည်အသားဆိုင်များလှုပ်ရှားပြီးလက်ထွက်ခွဲလေ။သူ့ဘတော်မှမထိုင်ခဲ့တော့ဒေါက်တာလာဥရဲ့စပွဲရှိမှကလထိုင်တိုင်းမောပန်းဟန်ထိုင်လေ။စင်းရုံဥက္ကစပွဲပေါ်တင်မလဲထိုင်ပြီးစီကလန်မီနီတောက်လေ။ မြောင်လုံးတက်စစ်နေတာတိတ်ဆိတ်ချင်းဒီ၆ချားပွဲကောင်းအောင်ဝင်ကြီးကျင်လာ၏ကျန်းသောလူနာများကိုတခဏလောင်ပိတ်ရာအခန်းစီမှာကျဲလောင်ရှည်လျားစရာရှည်လျားစွာမြင်းလူအော်ဟင်မိုးဆိုင်တန်ကြားရပြန်၏မိမအတန်လာယောက်ျားတန်လာခွဲကြလို့တော်မရလူအတန်နေပြီမတူတော့စင်ရောကမပြပြသေးသော secret divine တစ်စောက်ကိုဆလိပ်ပြခွန်းနိုင်ထိုးဆောင်၏ခြေမွစေဥက္ကုလေးသည်မျက်နာကိုတစ်ဖက်သို့ဖဲ့လိုက်လည်သည်ထို့နောက်ဒေါက်တာလာအိုးရောက်လာသည် သူသည်သူ့ကလထိုင်တိုင်းဝင်ထိုင်လေ၏ပြီးတော့ဆင်းရုံအုပ်ကိုပထမအစီရင်ခံသည်လူနာတိတ်ဆိတ်လို့ရှားနေရစေရမျက်နှာကိုလက်နဲ့အုပ်ပြီးတကောလုံးတုံနေရပဲဆော့လို့မရဘူးစိတ်ငြိမ်ဆေးပြားလဲမျိုးမချနိုင်ဘူးဒါနဲ့အိတ်ဆေးထိုးလိုက်ရတယ်တဝက်သေးပါတလုံးလုံးမချိုးပါဘူးဒေါက်တာလာဦးသည်ဂျူဒီကုတ်ထဲမှာ secret ဘူးထိုးပြီးတည်လေ၏မိသူညာမယူတော့ကြဒေါက်တာလာဦးကကျွန်တော်တောက်တော့မယ်နော်ဟုဖွဲ့ရရင်ချင်းနေရှိဟန်ပြည့်ခက်လွယ်လွယ်ပင်ပြောလိုက်တာ secret ကိုနှက်ခမ်းလိုက်တက်၍ငွေမီးချစ်ကလေးကိုချစ်လေ၏တက်ထူတံပါသောတဏှာရာရှိမောက်အချစ်ရဲ့ဟူသောတချင်းတီလုံးထွက်ပေါ်လာပြီးသူတို့တောင်းရစလုံးနေမတိထံမတာဖြစ်ကြလေ၏ဒေါ်လာလာဝုဒီအာနာစာမီးချစ်ကိုစပွဲအန်စံနဲ့ထည့်ပြီးပြိလိုက်ရာအလျှော်မပေးခြင်းဟန်တက်တဲ့ညာကြားနေရသည်ကြီးစရာလိုပင်ဖြစ်နေလေ၏သူတို့အားလုံးတိတ်ဆိတ်နေကြပြန်လေ၏တိတ်ဆိတ်ခြင်းသည်စုညာပောက်ကွဲခြင်းထက်တောင်ကျေလောင်သလိုထင်ရ၏ ်စိတ်မတင်းနိုင်ဆုံးမှာဥကိုလေးဖြစ်ဇပွဲပေါ်လက်ပွားချလိုက်ရာချက်ခနဲမြည်ပြီးမှကဲပြောစာရှိတယ်ဆိုဟုတံပြက်နဲ့နေသည်စင်းရုပ်ကဖန်ပြလို့တံပြက်ကဲဒေါက်တာလာဦးကဒီလိုနာအတွက်ဘာအချံပေးစင်ပါသလဲဟုပြောနေ၏ဒေါက်တာလာဦးကခေါင်းကိုမော့လိုက်လေကျွန်တော်တို့တောင်းရောင်လုံးကလူနာနဲ့တနည်းမဟုတ်တနည်းပတ်သက်နေရဖို့ပထမတတိယဖို့လို့ရယ်မခန့်ကျင်တာမကျင်တတ်တာဘလောက်ပဲဖြစ်နေဘလို့ပဲခန့်တင်းနေသည်ဖြစ်စီဒါတော့မှန်သောတင်းစာစကားဆိုတာလို့ ဆိုတာလိုဖြစ်နေတော့ပဲဒီအချက်ကိုဝန်ခံမှလည်းကျွန်တော်ရှင်းတူပြလို့ရမယ်။ဘိုးရဲ့ဦးကိုလေးကကောင်းပါစွာဖြင့်သူကလူနာရဲ့အဖေ။သူကပါကြီးမောင်ကလူနာကုတဲ့ဆရာဝန်ပဲဘာပတ်သက်ဖို့လိုတယ်။သူပြောပါစေဝန်ကမောင်ကိုလေးရ။ဦးကိုလေးကိုအာရုံနာပါပဲ။ဒါပေမဲ့ပေးသားတော်လို့ပတ်သက်ရတာထက်တောင်ပို့ပြီးအရေးတကြီးပတ်သက်သေးတယ်။ဦးကိုလေးကတမိအဖေကိုစေနာထားတာတဲ့ကျွန်တော်စေနာထားတာကနည်းနည်းကလေးမှမလျော့နိုင်ပါဘူး။ ဒီလိုဖြစ်တဲ့မဖြစ်တဲ့ဆိုတာကတော့ဆုံးဖြတ်နိုင်ကောင်းတဲ့ကိစ္စမျိုးလည်းမဟုတ်ပါဘူး။ဒါပေမဲ့စေတနာထားတာနဲ့အမျှကြီးကျယ်ရောမထင်ပါနဲ့။ကိုကျိုးအဆုံးစွန်စွန့်ဖို့ရကျွန်တော်ဝင်မလေးဘူးဆိုတာတော့ပြောချင်တယ်။ကျုပ်ကတော့ဝင်လေးရဲ့ပေါ့။ဒါကတော့ဥက္ကရရဲ့ကိစ္စပါ။ကျုပ်မောင်ရင်ဆက်ပြောမယ့်စကားကိုနားထောင်ဖို့အကြောင်းရှိဘူးထင်တယ်။ကိုကျွန်တော်ပြန်မယ်။မဟုတ်သေးဘူးလေ။ခုစေယုံအုပ်ကပြောနေ၏။ တိတ်ခံကြမှာပေါ့ခုကိစ္စကမင်းတို့နေရာမတင်နေတဲ့ကိစ္စမဟုတ်ဘူးဒူနာယောဂပြဖို့ကိစ္စပဲခုပေါ်လေကညူစီရဲထိုင်နေလေဒေါက်တာလာဦးကမျက်နှာကိုလက်ကန်ပေါ်အပြည့်တုံးနေဒေါက်တာလာဦးဆက်ပြောပြဆရာတည့်ရဲ့အတိုင်းပဲဒီလိုနာလက်ရှိဘဝမှာမပြောပိုက်တာနဲ့ပဲတို့ရလို့ကြောင်းရှာရင်စိတ်ယောဂတဲ့ဘဝကိုရောက်လာတာသူမပြောနိုင်တဲ့ဘဝအတွက်တာဝန်ရှိတာဥက္ကိုလေးဖြစ်တဲ့ဒီကိုပြန်လာစီအောင်တတ်မင်းတွေးမဆောင်တော့လေတွေးဆောင်ရရောက်နေသူကကျွန်တော်ဖြစ်တယ် ။ဘာကြောင့်လဲဆိုတော့အာနန္ဒာပဲနာနဲ့ပဲပြောပြရစီ။တိလဲတိပိသားပဲလေ။ကျွန်တော်နဲ့အပြူကဆရာဝန်နဲ့လူနာဆိုရဲခင်မင်မှုတက်ပို့ပြီးနေရာကြောင့်ပေါ့။ဒါကတော့ကျွန်တော်ရောအပြူကတားဆီးနိုင်တဲ့ကိစ္စလည်းမဟုတ်ဘူးထင်ပါရဲ့။တားဆီးကောင်းတယ်လည်းမထင်ပါဘူး။ဒီအတွက်ကျွန်တော်ဟာဆရာဝန်အဖြစ်မနေသင့်ဘူးဆိုရင်တော့ကျွန်တော်ပညာအလုတ်ကံကိုစုံပြီးဘဝတစ်တခုပြန်ဆောက်ဖို့အသင့်ပါပဲ။ဒါကတော့ကျွန်တော်စဉ်းစားဘယ်လောက်ရှိရဲဆိုတာသိစေချင်လို့ပြောရတာပါ။ဒါကြောင့်လည်းရှင်းရှင်းပြောရရင်ဥက္ကိုလေးပြောကကြောင့် ကျွန်တော်ဗန်းမကို၃နှစ်လွင့်သွားတာဘာမှအယူမခံပဲရောက်ရမှာနေခဲ့တာပဲကျွန်တော်အလုပ်ပြုံမှာကြောက်လို့ဆရာဝန်ဘဝကိုစုံမလုံးလို့မဟုတ်ပါဘူးကျွန်တော်မရှိရင်အခုရောဂါပြောင်းနေတဲ့ဘဝမှာမြဲကောင်းမြဲနေနိုင်မလားလို့ပါပဲစေယောအခါဝင်ရေးဒါရီကတော့ပြောမနေပါနဲ့တော့ဒေါက်တာလာဦးရဲ့အဲ့ဒီမှာဆရာလည်းမရှိသေးဘူးကျွန်တော်စိတ်ညာလို့ပြောနေမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်သွားပြီးအခုရောဂါပိုဆိုးလာပြီးအစာမစားမအိပ်ဘဲနေလို့ပက်လက်လဲပြီး ဂလူးကိုပလင်းနဲ့အသက်ဆက်ပြီးတင်လူမျိုးပါခံရတဲ့ဘဝရောက်တော့ကျွန်တော်မခံချင်တာပါပဲအဲ့တော့ကျွန်တော်တိတောင်မတိလိုက်ရပါဘူးတင်းတော့လည်းကျွန်တော်ပြန်လာမှာပဲလူနာကိုကျမ်းမစေခြင်းနဲ့စိတ်နာတစ်ခုနဲ့ပဲပြန်လာမှာပါပဲအဲ့နောက်မှာတော့ကျွန်တော်အများကြီးစဉ်းစားခဲ့ပါတယ်ဒီလိုရက်ဆက်တဲ့အမှုမျိုးအဖြစ်အပျက်မဟုတ်ဘူးဘယ်လူနာဘယ်လူနာကိုမှကျွန်တော်မျက်စိရှိမှမဖြစ်เสียဘူးလို့လည်းဆုံးဖြတ်လိုက်တယ်။မောင်ရဲ့စကားကတဆိတ်မရင်သေးဘူးလား။ဟုတ်ဥက္ကိုလေးကမင်းလေး အမှန်တရားဆိုရရင်တီးတတ်ပါဘူးကျွန်တော်လည်းစိတ်လိုက်မှမပြောမိတာပါပြောဖို့တော့မတင်ဦးထင်ပါရဲ့ဒါပေမဲ့ဥကိုလေးကကိုကျိုးနဲ့မာနာကိုမစွန့်တမျှဥကိုလေးရဲ့တမိကဘယ်တော့မှလူကောင်းပြန်မဖြစ်နိုင်ဘူးဆိုတာပါပဲဥကိုလေးဒီပြန်တော့မင်းကိုထိုင်ရမှာထားလိမ့်မယ်စင်းရုံအုပ်ကပခုံးကိုဖိနေထိုင်ခိုင်းလိမ့်မယ်ကျွန်တော်ကရောကိုကျိုးစွန့်တယ်လားကျွန်တော်လည်းပုထုရှင်အင်မတန်ပြီးပါတယ်အဖြူနဲ့နင်းနင်းဆက်ဆက်နေခြင်းနဲ့ သူ့စင်းရုံလာရတော့မယ်ဆိုရင်လူနာအဖြစ်သာယောဂါထားလို့သာလာရတာဖြစ်ပေမဲ့စိတ်မချမ်းသာဖြစ်လျက်ကကျွန်တော်ကျင့်တတ်တယ်ပျော်ရယ်ဒူလာရယ်ယောဂါပြောင်းနေတဲ့အခါမှာစင်းရုံပြန်လာပါစေလို့ဆုတောင်းမှုမတက်ပါဘူးဟာဟုတ်ဥက္ကဋ္ဌကတယောရင်းရှိသည်မောင်ရဒါဖြင့်စကားပြောကောင်းတာပဲတာရပေါ့ဒေါက်တာလာဦးကခရင်မမှုပဲဆက်ရအင်ဒူရီမပြက်ပြောယူကျွန်တော်မှလည်းတာဝန်ရှိပါတယ်လို့ပြောပြီးပြီပေါ့တကယ်တော့ကျွန်တော်ဟာဆရာဝန်ပြီးပြီး အဖြစ်ကို ရုပ်ခန္ဓာကျန်းမာလာအောင်ပဲကုသပေးဖို့တင့်တယ်လို့ပြောကြလိမ့်မယ်။ဒါပေမဲ့အဖြစ်ကဆေးရောဂါတွေဖြစ်လို့ဆေးကျန်းမာအောင်က အရင်းခံဖြစ်တယ်။အဖြစ်မူတာမိတော်တာခေါင်းကိုက်တာအစားတောင်းနဲ့အဲဒီကုန်ငင်းဆန်တာတွေကစိတ်ကြောင်တာဖြစ်တယ်။သူစိတ်ချမ်းသာလာရင်စားနိုင်အိတ်နိုင်လာရင်အရိုးပေါ်အရည်တင်ပေါ်ကချက်ချင်းလွတ်မှာပဲ။ဒါပြန်နောက်ဆက်တဲ့ကိစ္စတွေပါ။အရင်းခံကသူစိတ်ပျော်အောင်လုပ်ဖို့တာဖြစ်တယ်။သူပျော်အောင်လုပ်နိုင်တဲ့တနည်းကလည်းအချင်းတောင်ကြနေလို့ဘဝကလွတ်ဖို့ကိုကြိုးကြည့်ရနင်း နိုင်တမျှနဲတဲ့အချင်းနဲ့ချစ်ကိုတာရှိတယ်။ဒီတော့မောင်ရင်ကဘလို့ကိုကျိုးမရှိအချင်းနဲ့ချစ်ပြလိုက်ချစ်ပြလိုက်ပါလေဟုကိုကိုလေးကပြောနေပြီ။ကျွန်တော်ကစိတ်ရောကပြုတ်သွားပြီ။ဦးစီအဖြူပြန်လာတဲ့အခါကျွန်တော်ကိုမြင်လို့တောင်မမှတ်မိတော့ပဲဦးရဲ့တမီးအဖြစ်ပြန်သွားတဲ့အခါဦးကျင်နဲ့ပြီးလောင်အိမ်မှာပြန်လောင်ထားသလိုလုံးမဲ့ထင်သလား။ဒီမှာဦးကိုလေးအဖြူကလင်းတို့ဖြစ်လိုက်ကျွတ်ဖြစ်လိုက်ဖြစ်နေတဲ့မြန်ယောဂပြောင်းမယ်မဟုတ်ဘူး။အဖြူကိုညာထားလို့ယောဂပြောင်းမယ်မဟုတ်ဘူး။လင်းတို့ဖြစ်တော့မှကျွတ်ဖြစ်ခဲ့ဘူးလားကိုပြန်တည်အောင်ကိုလုပ်ပြရမယ်။ ။ချက်ဖြစ်နေတော့မှလည်းလင်းတော့ဖြစ်ခဲ့ဘူးတာကိုပြည့်အောင်လုပ်ရမယ်။သူ့ဘာကြောင့်ဥက္ကုလေးရဲ့တမိဘွားကထွက်ပြေးနေရဲဆိုတာကိုဥက္ကုလေးလည်းသိရမယ်။သူ့ကိုလည်းသိစေရမယ်။သူထွက်ပြေးခြင်းအောင်ဥက္ကုလေးစီမှာပျော်အောင်လည်းထားရမယ်။မောင်ရင်စီမှာပို့ပြော်လို့ဒီယောဂါဖြစ်တဲ့ဆိုပါတော့။ဒါပေမဲ့ဒေါက်တာလာအိုရဲ့မောင်ရင်နဲ့မတွေ့ခင်ကလေးကအဖြစ်မှယောဂါဖြစ်နေပါပြီ။ဟုတ်ပါတယ်။ဒါကိုလည်းကျွန်တော်ပြောနေတာပါပဲ။ကျွန်တော်ရဲ့အဖြစ်ကကျွန်တော်စီမှာနေရတာပျော်စရာကောင်းပါလားလို့ဆွေးမြေးပြီး ပြန်ပြန်လာကြအောင်လုပ်တယ်လို့ဖြစ်နေတာပါလို့ပြောပြီးပြီပေါ့အဖေယောဂါစဖြစ်တော့ကအဖေကမပြောတဲ့ဘဝသာတည်သေးတာကိုကျွန်တော်နဲ့တွေ့တော့ပြောစရာကောင်းတဲ့ဘဝဘလို့လဲဆိုတာသိလာရတယ်။ယောဂါပြောင်းမလို့လို့ねတကယ်တော့ပို့ဆိုးလာတာဖြစ်တယ်။ဒါပေမဲ့ကျုပ်သမီးကယောဂါပြောက်တဲ့အခါမှာမောင်ရဲ့နာမည်တောင်တတိရတော့တာမဟုတ်ပါဘူး။သိလေကိုကိုကိုအထင်မကြီးလိုက်ပါနဲ့။အခုလည်းယုံကြည်မှယုံမယ်။ဒါပေမဲ့ကျွန်တော်ပြောစင်တယ်။အဖေကိုယောဂါတဲ့အဖေကျွန်တော်စီရင်ကိုပြန်ပြန်ပြေးလာတာကျွန်တော်သိဝမ်းသာနေမယ်ထင်သလား။ ကျွန်တော်ဒီလောက်တင်ပြမယ်ထင်သလားကျွန်တော်နဲ့ရှိတမ်းများအချိန်မှာအဖြစ်ကိုကျွန်တော်ဟာဥက္ကုလေးဆိုတဲ့အဖြစ်အဖေအကြောင်းကိုအများဆုံးအစဖော်ပေးခဲ့တယ်ဖဲ့အေးကိုနားလည်အောင်ခွလွတ်အောင်အနည်းဆုံးဘယ်နည်းနဲ့မဆိုဖဲ့အေးကချစ်ခင်စေတနာထားတာတော့မှန်တယ်ဆိုတာကိုသိအောင်ပြောခဲ့တယ်အဖြစ်ကစကားဆက်မခံအောင်နေခဲ့တာသာဖြစ်တယ်ခုတော့အဖြစ်ရဲ့ဘဝနှစ်ခုလုံးကိုဖော်ပေးမှအဖြစ်ကလူကောင်းဖြစ်မယ်လို့ကျွန်တော်ထင်တယ်အမှန်နဲ့တွေ့ပြီးမှကောင်းနိုင်မယ်အခုသူကူးလို့နေတဲ့ဘဝနှစ်ခုလုံးက အရေးအောင်များတာဖြစ်တဲ့အစစ်အမှန်မဟုတ်နိုင်ဘူးပြီးတော့အဖြစ်တဘောကြဘဝတစ်တခုဖြစ်စေဒီဘဝနှစ်ခုလုံးထဲကတစ်ခုဖြစ်စေရှင်းရှင်းတိမမရွေးပြီးနေခွင့်ပေးရမယ်ဒီတော့မှလူကောင်းလုံးလုံးလိုက်ရဖြစ်တော့မှာပဲစင်းရောကပြောရင်ငါနဲ့ဒေါက်တာလာအောင်နောက်ဆုံးအဖြူရောက်လာတဲ့အခေါက်တော့အဲ့ဒီတိုင်တိုင်ပင်ခဲ့ကြတယ်ဒါပေမဲ့နှစ်နှစ်လုံးလုံးအဖြူကမိုးပြီးမေ့နေတာမျိုးကလွဲလို့ လုံလုံကြီးစေးရုံတင်ရလာအောင်ဖြစ်မလားတော့ဒီတိုင်းပဲကောင်းမြန်သွားနိုင်ကြလားလို့သူစောင့်ကြည့်နေရပဲဆေယောကဖြစ်တာဆင်းနှင်းလောက်ရှိတော့အဖြူလည်းမငယ်တော့သူ့ဘဝသူစားဖို့နည်းနည်းတော့နောက်ကျနေပြီ၂၈ရက်နေဟုတ်လား၂၈ရက်နေဆိုတာအိမ်တော်နဲ့သားနဲ့တမီးနဲ့ဖြစ်နေဖို့ကောင်းပြီအဖြူမင်းမတနာဘူးလားကိုလေးရဲ့အဖြူကောင်းစားမယ်ဆိုရင်လက်လွတ်လိုက်ရပါစေတော့ဆိုတဲ့စေတနာမျိုးမထားနိုင်ဘူးလားဘလို့လဲကျွန်တော်စေယုံအောင်နေစဉ် လာမကြည့်ရတော့ဘူးလားကျွန်တော်တေရွာကပြန်ပြန်လာရဲဆိုတာလေးတော့အဖြူစိတ်မကူးရတော့ဘူးလားဥက္ကိုလေဘလို့ပြောလိုက်တာလဲခုဒေါက်တာလာအုပ်ကဝင်ပြောလေဥက္ကိုလေမတည်ဘူးဆိုတာကိုအဖြူတိအောင်ကိုလုံးရမှာပါဗျဒါမဲ့ဒီမှာရှိနေတော့အခါတိုင်းမှာပဲအဖြူဟာဥက္ကိုလေတည်သွားလို့ဒါစင်းရုံရောက်လာရတယ်လို့ထင်နေတယ်။ဥက္ကိုလေတည်မှသူ့လွတ်လပ်ပျော်ရှင်တော့မယ်ဆိုတာလဲစိုးရနေတယ်။ ဖေကိုတိတ်ဆိတ်ခြင်းနဲ့အသွင်းစိတ်နဲ့သူ့ဘာသာအပြစ်ရှိတယ်ထင်ပြီးစိတ်မချမ်းသာတာလည်းဖြစ်တယ်။ဒီတော့အမှန်ကို သူမြင်လာဖို့လုံရတာတော်တော်ခက်ခုခုလေးကိုမြင်လိုက်ရင်အကြောင်းမျိုးကြောင့်ကြောက်တဲ့စိတ်ကတိတ်ကိုလွှမ်းမိုးပြီးဒီမှာရှိနေဥပ္ပိုလ်လေးကိုမေးဖို့သူစိုးစားတော့တာပဲ။အပြုတ်ကိုဆက်ဆံရခတ်လာတယ်။ဂလန်ကဆန်လှုပ်လာတယ်။သူ့ဖေအင်ရှိတယ်ဆိုတာကိုမေးလိုက်ခြင်း။ကျုပ်စီပြန်ရောက်လာတဲ့အခါလဲမောင်းရင်ကိုမေးတာပဲ။ ဒါကတော့လာဦးဆိုတဲ့နာမည်ကိုသူ့ရှင်မှာတခါမှပြင်ရမည်မခေါ်ကြည့်ဘူးပဲအဆအမဖော်မပေးဘူးပဲဘဲသိနိုင်မလဲကျွန်တော်ကသူမမင်းလို့လည်းပြန်လာတာပဲမနက်ကဥကိုလေးကိုကျွန်တော်ဘာကြောင့်ဖုံးဆက်နိုင်တယ်ဆိုတာလည်းပြန်စဉ်းစားအောင်မှာပေါ့စေးရုံတင်လာအောင်ဖြစ်တိုင်းအမြဲပဲအဖြူဟာအမြဲပဲအဖြူဟာကျွန်တော်ဖုန်းနံပါတ်ကိုအလိုလိုမှတ်မိလာတတ်တယ်မဟုတ်လားသို့မဟုတ်ဥကိုလေးကများဒေါက်တာလာဦးရဲ့ဖုန်းနံပါတ်ကိုပြောပြမိတလားစေးရုံအကောင်ဝေးဒေါက်တာလာဦးလည်းတိတ်ခံမှာပေါ့ဟုတ် ပြောလေရဟုတ်ပါရဲ့ကျွန်တော်မှားသွားတယ်ခုဝန်ခံနေအေးပြီးတော့ဆက်ရကျွန်တော်လှုပ်ချင်တာကတော့လောလောဆယ်ဥပ္ပိုလ်လေးမလာပါနဲ့စေယုံမှာ3လ6လဒီမနောက်ရက်ပဲထားခဲ့ပါအဖြူစိတ်ချမ်းသာလူချမ်းမအောင်ကျွန်တော်ကုပြရစီပြီးတော့တဖြည်းဖြည်းနဲ့အစင်းဟောကသူ့အိမ်မဟုတ်တဲ့အကြောင်းသူ့အိမ်မှာသူ့ကိုအင်မတန်ချစ်တဲ့ချစ်ပုံမှားတဲ့အဖေရှိတဲ့အကြောင်းကျွန်တော်ပြောပြမယ်ကျွန်တော်ဟာသူ့ဆရာဝန်သားဖြစ်ကြောင်းသူ့ဟာဆေးရောဂါလူနာဖြစ်ကြောင်းကျွန်တော်ပြောပြမယ်ဦးစီအဖြူပြန်လာတဲ့အခါလဲလှအူးဆိုတာကိုမြုပ်ပြလို့မရတော့ဘူး နှုတ်ပစ်ထားရင်သူ့ဒီကိုပြန်ပြန်လာမှာပဲဦးကိုလည်းအိမ်ကိုကျွန်တော်လာပြရစီဟုတ်ရဲ့ဆရာကိုသာကျွန်တော်လာပြီးဆက်ကူပြရစီအဖြူကအမှန်တရားကိုမြင်တဲ့အခါကျတော့ဦးကိုလေးရောကျွန်တော်ရောဘလို့မှမသွေးဆောင်ပါစို့နဲ့အဖြူပါတာစဉ်းစားပါစီဒါကတကယ်တော့အရေးမကြီးပါဘူးအဖြူရောကပြောင်းရင်ပြီးတာပါပဲတိထားရမှာကအဖြူတကယ်လူကောင်းဖြစ်သွားတဲ့အခါဦးကိုလေးရောကျွန်တော်ရောအဖြူကိုဆုံးရှုံးနိုင်တယ်ဆိုတာပါပဲ စောင်းဥရာတီတင်ဖြူထူထက်၍နေွက်ကြားပူဟန်ကို အပြင်မှမြင်ရ၏အပြင်၌လူသူနှင့်ကားထံတို့ကိုအနှဲငယ်ကြားလာရပြီးဒေဒီအေးဆဲခပ်ပြင်းပြင်းတိုက်ခတ်ဆဲဖြစ်၍တိရွတ်များတရှဲရှဲတိုက်ခတ်ညှဉ်းပန်းကြားရလေ၏ တာယာပါလျက်နှလုံးပူပွဲရာကိုဖန်တီးနေသည့်လူဘဝသည်ပြင်းစရာကောင်းလာသည့်ဆင်းရုံတွင်နှံလှုပ်ရှားတံများသည့်ကြားရ၏ဆင်းရုံဝဲနှိမ့်စင်မပြတ်ကိစ္စတို့၏အတံပလံများလက်တွန်းလဲတချင်းချင်းလှိမ့်လာတံပုံးခွက်ပကံချင်းချင်းတိုက်မိတံကလာအလုတမားတို့တစ်ချက်တစ်ချက်နှစ်ခနဲ့အော်ဟစ်ပြောဆိုတံလူနာများထမင်းချွေးချိန်ပင်တန့်ပြီးသူနာပြုဆရာများ ရုံးကန်းတို့ဖြတ်သွားကြ၏ ဒေါက်တာလာအိုး၏အခန်း၌ခြေခွဲပဲအတိရှိနေ၏အဖြစ်ပဲပဲသည်အတန်ထဲတွင်ညှို့လိုက်ပြီးနောက်ရှက်ကြောက်ဖို့တတိမရပဲဂရုမစိုက်ပဲငိုရော်လျက်ရှိနေ၏တိမ်မီယောဂဖြစ်ကလေးကသူသည်အားလုံးအပြစ်ဆိုခြင်းကိုခံခဲ့ရသည်တမီးဖြစ်သူလည်းလူယုံမပေါ်ခဲ့အသက်တုံမီပုံကိုပြသည်သူပင်မဲ့ဘသူသည်သူ့လောက်သားသမီးကိုချစ်နိုင်ပါမည်လဲသူသည်မျက်ရည်များမစင်နိုင်တသွေသွေစီးကြလျက်ရှိနေ၏ဆင်းရုံအောင်နေဒေါက်တာလာအိုးတို့သည်ဗရင်းဘော်တို့သွားကအပြင်သို့ငေးမောလျက်နေကြ၏ ဘသူမှတယောက်မျက်နှာကိုတယောက်မကြည့်ကြ။ဟုတ်ကိုလေငိုရွေးအားရမှတိုက်ပုံအင်းကြီးအိမ်မှာလက်ကင်ဘွားကိုထိုးရမျက်နှာတုပ်နေ၏။စကားပြောမိပြုပြီးမှငိုတမ်းမပအောင်အတော်ကြာထိနေပြီ။ထို့နောက်မှာကျုပ်သမီးကိုဘသူမှကျုပ်လောက်မချင်နိုင်ပါဘူးဟုသူ့ကိုယ်သူအားပေးသည့်တပွဲချက်တလဲလဲပြောသည်။ဒေါက်တာလာဦးပြောတဲ့အတိုင်းပဲငါလည်းသဘောရတယ်။ဒီနည်းနဲ့စမ်းသက်ခွင့်ကောင်းမဲ့ထင်တာပဲ။ပြီးတော့ဒေါက်တာလာဦးဆိုတာလည်းအင်မတန်တိစ္ဆာရှိရလို့စိတ်ကောင်းရှိရလို့ပဲ မင်းပါကြောင့်ရန်လိုနေရတာလဲကွာပြီးတော့အဖြူကိုနိုင်ကလည်းအင်မတန်ခင်းမင်တာအားကိုးတာမဟုတ်တာဟုစင်ရုံအုပ်ကနှမ်းရေပြောလိမ့်အကိုကြီးကိုကြိုက်ကြည့်လို့လောက်ကြပါဘူးကျွန်တော်တောင်ကအိမ်မှာသွားနေမယ်အဖြူကိုတိတ်သွင်းခြင်းတော့လာကြည့်မယ်အဖြူမမြင်စေရပါဘူးမမြင်စေရပါဘူးဘုကိုလေးဒီဘသူညာနှုတ်မဆက်ပဲထွက်သွားလိမ့်တို့တော့စေးရုံတစမ်းမဲ့အမိုးအောက်မှလှည့်လာပြီးအဖြူခေါင်းရဲ့ပရင်ပေါက်မှနေပြီးတမီးကိုရက်ကြည့်သွားသေးသည်